လူရသည်ပည့်ရလေးမှာကန်းချေသွားပြီးအပူရှောင်ကျင်တဲ့သူလေးတွေအတွက်လန်ခင်းချင်းနေကောင်းမကောင်းရဲ့ဘလောက်ကုန်ခဲ့လဲဆိုရရဲ့နဲ့ဘတ်ချက်ပို့တွေမှာစားလို့ကောင်းခဲ့လဲဆိုတာလေးကိုဝေမျှပေးသွားမှာဖြစ်လို့ဒီနေ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါအောင်ရှင်။ ရှင်တို့ချပြည့်တဲ့များအားလုံးမြင်လာပါရှင်ဒီပိတ်ရက်ငွေဆောင်သွားခဲ့တော့ကလန်ခီးအခြေအနေကတော့လမ်းမှာအစစ်ဆေးတွေရှိပါတယ်အေယောင်တိတိုင်းနဲ့ဝင်တော့တချို့မပုံတင်မြင်ဆောင်တွေကကားအောက်ကိုဆင်းပြီးတော့အစစ်ဆေးခံရတာမျိုးတွေလည်းရှိပါတယ်တွားရခီးလမ်းမှာပြင်နေတဲ့လမ်းတွေရှိတော့လမ်းနှစ်နှစ်ကျန်းပြီးတော့ခုံပါတယ်နောက်ထပ်အစစ်ဆေးကတော့ပသိမ်မြို့အဝင်မှာပါပသိမ်မြို့အဝင်မှာကြတော့လေခုနကအစစ်ဆေးခံရတဲ့မှတ်ပုံတင်မြင်ဆောင်တွေပဲဆင်းပြီးတော့အစစ်ဆေးခံရပါတယ်ဒီကအစစ်ဆေးကတော့ဖုန်းမှာယူခဲ့ခံပါတယ်ကိုရီးယား ဖွဲ့ကစနစ်မြင့်ဆောင်တဲ့ကိုမြင့်ဆောင်တွေပါအစစ်စစ်မခံခဲ့ရပါဘူးရှင် ရန်ကုန်ကနေငွေဆောင်ရောက်တဲ့အချိန်ကနေ့လယ်တနာရီဆိုတော့ဘိုက်တွေစားတာနဲ့ပသိမ်ရောက်တဲ့ကနေမှာစားနေကြမတ်တမန်ငွေဆောင်ချက်ဖို့စီကိုဖုန်းဆက်ပြီးတော့မှာထားလိုက်ပါတယ်။အဲ့တော့ငွေဆောင်လည်းအရောက်ချက်ဖို့လည်းအရောက်ဆိုတော့လုံးဝကွတိဖြစ်ခဲ့ပါတယ်။မတ်တမန်ငွေဆောင်ချက်ဖို့မှာကဟင်းတပွဲချင်းစီပဲပါလို့ရတယ်လို့၂ရောက်စာဆက်တွေ၄ရောက်စာဆက်တွေနဲ့တခြား family ဆက်တွေပါရှိပါတယ်။ဈေးနှုန်းတွေကတော့၂ရောက်စာဆက်ဆိုရင်၃000ကနေစပြီးတော့ရှိပြီးတော့ group line အထိမှာလို့ရပါတယ်။၂ရောက်စာဆိုရင်တော့ကြိုက်ရပါ လဲစာ2မျိုးရွေးချယ်လို့ရပြီးတော့3ရောင်းစာဆိုရင်3မျိုးထိရွေးချယ်လို့ရပါတယ်ဆက်တိုင်းမှာအရွက်ကြော်ဟင်းရည်ငပီတောင်းတို့စရာနဲ့ပကံအစုံလိုက်ပါအစင်းစ်စားလို့ရအောင်ထည့်ပေးထားပါတယ်ခုပါကိုဈေးဝယ်ပြီးတော့ချက်ခိုင်းရင်တော့1ကကြီးကိုတပေါင်းဝဲယူပါတယ်တဲ့အရသာကတော့ချက်ပို့ရရဲ့ထုံးစံအတိုင်းအိမ်ချက်မကြစားထုတ်ဆိုင်မကြအရသာမလို့စားလို့အဆင်ပြေခဲ့ပါတယ်နောက်ထပ်ထပ်ပြီးတော့မှာစားဖြစ်ခဲ့တဲ့ချက်ပို့တွေကတော့ကိုမျိုးတန်းချက်ပို့နဲ့အင်းမြစ်တာချက်ပို့လိုပဲဖြစ်ပါတယ်ရှင်သူတို့လည်းပ ာရာများပြီးတော့စားလို့ကောင်းခဲ့ပါတယ် ဈေးတွေကတော့အကုန်တူတူပါပဲရှင်အဲ့တော့ငွေဆောင်ရောက်ခဲ့လို့ဘယ်ချက်ပို့မှစားရမလဲမသိရင်တော့အခုဖော်ပြထားတဲ့ဒီချက်ပို့၃ခုကိုမှာစားကြည့်ဖို့အတွက် recommend ပေးလိုက်ရပါတယ်ရှင်ဘာမှတဲခဲ့လဲဆိုရင်တော့ဟိုတယ်ကတော့ရမုံနာဦးဟိုတယ်ပါဒီဟိုတယ်ရဲ့ view ကအရှိမမျက်ခင်းပြင်တွေရေကူးကန်တွေကိုမဖြတ်ရဘဲနဲ့ပင်လယ်ဒိုင်းရိုက်မြင်ရတာမို့လို့သဘောကျရပါတယ်ဈေးကလည်းတက်တာတယ်လို့ပြောလို့ရပါတယ် Garden View အခန်းတညနှစ်ယောက်ကိုမှ၈000ခွဲကျပ်ပဲရှိပြီးတော့ view မှာဆိုရင်နှစ်ယောက်ခန်းကိုတသိန်း ်း9000ကျပ်ကနေစပြီးတော့2300အတွင်းအစားအစာရှိပါတယ်6ရောက်ကနေ10ရောက်အထိမြေလို့ရတဲ့မိသားစုဗီလာလည်းရှိလို့ငွေဆောင်ရောက်တိုင်းဒီရမုံနာဟုဟိုတယ်ကတော့ပထမဦးစားပေးအနေနဲ့အမြဲတည်းဖြစ်လို့ညွှန်ပြလိုက်ရပါတယ်ရှင်ကမ်းခြေမှာဆိုရင်နေဝင်ချိန်လေးကိုအကျိုက်ဆုံးပါဆိုတဲ့သူလေးတွေအထက်ဆိုရင် Alaska Hotel က Brizo Bar ကိုနေမဝင်ခင်အချိန်လေးသွားတင်ပါတယ်တဲဖြူဖြူလေးတွေပေါ်မှာ Bing Bag လေးတွေခင်းထားတဲ့ပုံစံကြောင့်နိုင်ငံခြားက Beach Bar Fight လေးလိုတောင်ခံစားရစေခဲ့ပါတယ် င်သူတို့ရဲ့ activity တစ်ခုဖြစ်တဲ့ firework performance လေးတွေကိုလည်းခန်းစားခဲ့ရပါသေးရဲ့ရှင်။ဓာတ်ပုံရိုက်လို့လည်းအရန်လာကြောင့် outfit လက်လာလေးတွေဝတ်သွားဖို့မေးပါနဲ့နော်။အစားအစာမှရင်တော့နည်းနည်းကြာကြာစောင့်ရတာရဲ့ခြင်ကြိုက်တာလေးရဲ့ရတော့သူတို့ရဲ့အားနဲ့ချက်လို့ပြောလို့ရပါတယ်။အခုလိုမျိုးပူလောက်အိုက်ဆက်တဲ့ညရာဒီမှာပင်လေရေအေးအေးလေးနဲ့ထိတွေ့ရင်းနဲ့အလ ာဆုံးသောနေဝင်ချိန်ကိုချီရသူတွေနဲ့အတူတူခံစားပြီးတော့ဘဝအမောလေးတွေကို ဖြည့်ဖြောက်နိုင်ကြပါစေရှင်။ကြည့်ရှုအားပေးခဲ့တဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။